မျိုးစိန်လွတ်ပါအောင်ဗျကျွန်တော်ကျွန်တော်ကြောက်တယ်ဗျပြုတ်ကြတော့မယ်ထင်တယ်မျိုးစိန်ရတော့မြင်လိုက်လို့ပြင်းနေရကမြင်းဆက်ချိုးကိုစောင့်ဆွဲလိုက်ဖို့တို့ညည့်ရတော့အောင်လို့မြင်း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 တဘောတယောက်ဆောင်းမအောင်စင်ထွက်တော့မှာဆိုတော့တော်တော်နဲ့အိတ်မပြောဖြစ်နေတယ်ဆောင်းမအောင်စီကထွက်တော့မှာငါဆောင်းမအောင်မှမလားမသိဘူးတော်ပေါ်လေအဲ့လိုတွေးပြီးတော့ မိဝိုင်းကိုဖုန်းဆက်လိုက်တယ်။မိဝိုင်းကဖုန်းမကင်တော့တုပ်ပေါ်လေးဖုန်းကနိုင်ကိုကြည့်လိုက်တယ်။ဟာစစ်တနိုင်ရောက်ထိုးနေပြီပဲ။အင်းလေးမိဝိုင်းမှလည်းအဲ့လောက်ရောက်ဖို့ငါဖိုးတုစီကိုဆက်ကြည့်လိုက်မယ်။ဒါနဲ့တုပ်ပေါ်လေးဖိုးတုကိုဆက်လိုက်ပြန်တယ်။ဖိုးတုကတော့ဖုန်းကင်နေတဲ့အတွက်ကြောင့်ဟာဟဲ့ဖိုးတုမင်းမအိပ်သေးဘူးလား။အေးငါမအိပ်သေးဘူးကွာဂိမ်းစော်နေရ။ဟာတုပ်ပေါ်တယောက်ဖိုးတုကိုလေးစားသွားတယ်။ မနေ့ပြန်ဆောင်းဝမ်းအောင်စင်ထွက်တော်မှာဟုတ်မင်းကဂိမ်းဆော့နိုင်သေးတယ်ပေါ့။ငါပြန်လေဒီမှာရှင်ခွန်လုံးလို့အဲ့လိုတော့မပြောဘူးကွ။အေးတော့ပေါ့။မနေ့ပြန်မှာတွေ့မယ်ကွာ။ငါကဂိမ်းနဲ့ရောက်နေပြီ။ဒါပဲနော်။ပြပြဆွဆွနဲ့တော်ပေါ်ရဲ့ဖုန်းချသွားတယ်။တော်ပေါ်လည်းသူပြောနေတဲ့စကားကိုလီမထားပဲချသွားတဲ့ဖိုတူကိုစိတ်တူသွားတယ်။အေးပေါ့ဒီကောင်ကဖြေနိုင်နေသူဆိုတော့ငါခန်းစားချက်ကိုပယ်သိပါ့။တော်ပေါ်လည်းအဲ့လိုတွေးရင်တပြည့်ပြည့်နဲ့အိပ်ပျော်သွားတယ်။ ဒလိုနဲ့မနေ့ရောက်တဲ့အခါမှာသူတို့တွေစပင်းကိုစီနေအเจ้าကိုထွက်လာကြတယ်။မိဝိုင်းကမနေ့ညကတော်ပေါ်ဖုန်းခေါ်တာတွေ့လိုက်တော့ဟဲ့တော်ပေါ်နေမနေ့ကငါးစီကိုဖုန်းခေါ်တာဘာပြောမလို့လဲငါအဲ့ချိန်အိတ်နေပြီကတော်ပေါ်ကတော့ကိုတို့ကိုစိတ်ဆိုးနေတဲ့အတွက်ဘာမှပြန်မပြောပါဘူး။ဒါနဲ့မိဝိုင်းမကဟဲ့တော်ပေါ်ဘာဖြစ်နေရလဲမျက်နှာကြီးကိုစူးပုတ်နေရပြီ ီကောင်ရှင်းကုန်နေလို့နေမှာဟာအောင်စင်းကြည်မှာစကားသွားပြောကြငပိန်အဲ့လိုပြောနေတော့တော်ဘောကစပိန်ကိုရှေးကနေကြောင်းပြီးစီးသွားတယ်ဟာဒီကောင်တော်ဘောတော့တခုဖြစ်နေပြီထင်နေလားလားလားမင်းမြတ်သွားရအောင်အဲ့ဒီအချိန်တို့စပိန်သုံးစင်းသားကိုမျိုးစင်ရဲ့စပိန်ရောက်လာတယ်ဟေးမင်းတို့တွေအောင်စင်းသွားကြည့်မလို့လားဟုတ်တယ်ကိုကြီးမျိုးစင်ရောလားမဟုတ်ပါဘူးငါကတီဗီဂိမ်းဆိုင်သွားမလို့ဟေးဖို့ထုနိုင်ငပိန် ငါတမ်းမဲ့သွားပြီးငါအောင်မအောင်နဲ့ဘယ်ခန်းရလဲဆိုတာကြည့်ခဲ့ကြစမ်းပါပြီးရင်ငါ့ကိုကိုစိုးမိုးရဲ့ TV ဂိမ်းဆိုင်မှာလာပြောကြာလားဘာလို့ပြောရမှာလဲဗျကို့အကူတခါလေလိုက်ကြည့်ပါလားနောက်ပြီးဟိုမအောင်ရင်ကြအောင်ရင်နောက်ဆုံးအငန်းတိတာနေရပဲ ਉਹ ငပိန်အဲ့လိုပြောလိုက်တော့မျိုးစိန်လည်းသူ့ကိုအဲ့လိုပြောရမလားဆိုပြီးငပိန်ရဲ့စပိန်ကိုဘေးကနေတိုက်လိုက်တယ်ငပိန်လည်းစပိန်လေးသွားတော့စပိန်ကနေပြုတ်ကျသွားတော့တယ်ဟိုတူလည်းစပိန်ကိုနီးနီးရခိုင်ရက်လိုက်ပြီး စကားမများကျင်တာနည်းဖုန်းဆက်ပြီးတော့လှမ်းပြောမယ်လေကိုကြီးမျိုးစိန်ငါဖုန်းမပါဘူးမင်းတို့စီနီယာဒါလေးလောက်ခိုင်းတာမလုပ်ပေးနိုင်ဘူးလားကွာဟုတ်ဟုတ်လာပြောမယ်ဗျအဲ့လိုပြောတော့မှမျိုးစိန်လည်းသူ့လမ်းကိုထွက်သွားတယ်ငပိန်လည်းစပိန်ကိုပြန်စီပြီးဘာမှမပြောကျင်တာနည်းเจ้าหมูเวสะนั้นล่ะแก่ไล่ดิจาวินเนี่ยโหย่อมมาตรุ่งส่องนี่ตบบ้องโหตุ่ยไล่ดิ အဲ့ဒီချိန်မှာပဲအောင်စင်းကြည်ပြီးပြန်လာတဲ့အစာအုံးမနဲ့ပို့ထုတို့အဖွဲဆောင်ပြီးမိဝိုင်းမကဟဲ့အစောက်နင်းအောင်လားအောင်နေဟာနင်းတို့အားလုံးလည်းအောင်နေငါကြည့်ပြီးပြီဟုတ်လားဟိုဒါနဲ့ဘယ်ကန်းရလဲအစာအုံးမကဝမ်းသာရနဲ့ပြောတော့မယ်လို့တော်ဘောကိုမြင်လာနဲ့ပါစပ်ပိတ်သွားရင်တော်ဘောလေးတောင်းမြင်တော့သူတို့ကိုဓာခဲ့ပြီးတယောက်တည်းတွားကြည့်လိုက်တယ်ဟာဒီကောင်တော်ဘောဘာဖြစ်နေမှန်းမသိဘူးနင်းတို့အားလုံးတိုင်းလည်းမကြရရ ။ဟိုဒိုင်မေတုပ်ပေါ်ကတော့ကားငယ်နဲ့ကိုရောက်သွားတယ်ဟ။ပေါ်ထူတို့အားလုံးအံ့ဩသွားကြတယ်။ဟမ်။ခါရမဘူးကားငယ်လားဟမဖြစ်နိုင်တာ။နင်းမြင်မလာနေမှာပါဆောင်းရဲ့။တွားကြည့်လိုက်ကြတော့ငါပြန်ပြီ။အဲ့လိုပြောပြီးဆောင်းမှလည်းထွက်သွားတယ်။ပေါ်ထူတို့လည်းဆက်ရှောင်းလာခဲ့ကြတယ်။အဘူရှာဝန်ဆိုင်ကိုရောက်မှာတော့အဘူရှာဝန်ဆိုင်ကအန်ဒီဂျီကဖိုထူရိုကိုတည်နေရနေဖိုထူရိုဒီနေ့အောင်စင်းထွက်တာဆိုဟုတ်လားဟုတ်တယ်ဗျ အကုန်လုံးအောင်ကြတယ်မလားဟုတ်အောင်နေဗျသားတို့လေအောက်ဘူးလေးဝဲပေးပါဗျဒါကိုအန်ဒီကြီးကသူ့ဝိုင်းမှာလာထိုင်နေအိမ်ကသာဖိုးလုံးရတော့လေစာမကြက်ဘူးခါခွေးခဲမရတယ်အဲ့ဒါဖိုးတူရောဘာခဲရလဲမြင်လိုက်တာကာကြီးကိုအဆင့်တက်နေဝင်တာဆိုဖိုးတူကတော့ဘောကိုအားနာနေရဆိုတော့ဟုတ်အိုးဟုတ်တယ်အန်ဒီအဲ့ဒီဖိုးလုံးပြန်လာမှာစူရအောင်ပါစာကြက်မှာဆိုတော့ကြာစာမကြက်ဘူးမစူပါနဲ့အန်ဒီရဲ့ ဒီချိန်မှာသူတို့ကပို့ပြီးတော့တောင်စင်မကောင်းဖြစ်နေကြမှာပါဗျ။ပြန်ပြန်လို့လည်းမရတော့နောက်နေ့ကြကကြည့်တဲ့အောင်စာချိုးစားဖို့ပဲပြောပါဗျ။အဲ့ဒီအချိန်မှာဈေးဝယ်လာတာနဲ့အန်နီကြီးလည်းထသွားပြီ။တုတ်ပေါ်ကအရမီလည်းငါ့ကိုစွတော့မလားမသိဘူးကွာ။မန္တညာမင်းအိမ်ကိုလိုက်လို့ရလားဘုသူ။လိုက်လိုက်တော့ပြီးတော့မှလားတုတ်ပေါ်က။ဘာပဲဖြစ်ဖြစ်အိမ်ကိုပြောလိုက်။နောက်ပြီးတလတကစောင်းမွက်စစ်နေရမယ်ကွာ။ကကြီးကိုပြန်ရအောင်လုပ်လို့ရပါလေ။ဘုသူအဲ့လိုပြောလိုက်တော့ ုံပေါ်လေးစီချမ်းသာသွားတယ်။အိမ်နောက်စားသပြီးလို့ပစံရှင်းပြီးသွားတဲ့အချိန်မှာဖိုးသူဟာငါကိုကြီးမျိုးစင်ကိုတွားပြီးပြောလိုက်မင်းမင်းတို့ရင်အိမ်ပြန်နှက်လိုက်ကြ။ငါပါမင်းနဲ့လိုက်ခဲ့မယ်လေ။မင်းမလိုက်နဲ့။မင်းကတခုခုဆိုရင်ဒေါသရှေ့ရရှင်းကွာ။ငါပြောပြရနဲ့တဲ့မြန်လာမှာရင်။ငါကမင်းတယောက်နဲ့စိတ်မချလို့ပါကွာ။ဖိုးသူပါကွာ။ဒီဟာမှာဖိုးသူကိုထိရဲနေသူမရှိပါဘူးငါပင်ဟာ။အိမ်နောက်တော့ဖိုးသူက ကိုစုမိုးရဲ့ TV ကင်းဆိုင်အောင်ထွက်သွားတယ်။ဒီလိုနဲ့နောက်တစ်နေ့မှာတော့တုပ်ပေါ်တယောက်နှွေးကိုလွင်လို့လမ်းထွက်လာတယ်။လမ်းမှာမိဝိုင်းမနေတွေ့။ဟဲ့တော့ပေါ့။နင်းအဲ့ဒါပဲလေဟာ။ကြောင်လည်းမခွင့်သေးပဲနဲ့နှွေးကြီးနဲ့။အင်းဟုတ်တယ်။ငါမေလည်းကြောင်မြတ်တဲ့ရင်တရားမဲ့စာတွေခုတည်းကအမှတ်ကောင်းအောင်တင်တာဆိုပြီးစာသင်ဝိုင်းပို့နေရ။အဲ့ဒါသွားမလို့။အင်းအကြီးရလေ။ပိတ်ရဘလောက်မှမလို့တော့တာ။ကဲမိဝိုင်းကြီးငါသွားပြီဟိ။ ငါစာစပြီးကြိုးစပြီးဟ။အဲ့လိုပြောပြီးတုတ်ပေါ်လေတက်တာပြန်ရင်ထွက်သွားတယ်။ဒီချောင်းကိုပြောဖို့အတွက်မိဝိုင်းတယောက်ဖိုတိုအိမ်ကိုရောက်လာတယ်။ဖိုတိုမျက်နှာဒယန်တန်ချက်တွေမြင်လိုက်တော့မိဝိုင်းလေးဟေးဖိုတိုနင်မျက်နှာမနေ့ကမှကောင်းကြည့်ပါအခုဘလို့ဖြစ်တာလဲဟ။ဖိုတိုကတော့သူစကားမပြောနိုင်တဲ့ချောင်းလက်ဟန်ချင်နေပြောပြတယ်။အဲ့ဒါကိုနားမလည်တဲ့မိဝိုင်းမကဟေးဖိုတို့ မိမိုင်ပြောနေရလေဒါနေ့ဖို့သူလေးပြောချင်တာကိုစောင့်ထင်းမှရေးပြလိုက်ကြည့်ငါမနေ့ကမင်းမော်ကပြောကြလို့စကားမပြောနိုင်ဘူးတပုံးဆောင်နေရမိမိုင်မိုင်နင်းရလေဒါပြောပြတာဒူလိုက်တာတကယ်လေးဟမ်နင်းရဘလို့ဖြစ်ပြီးတော့မင်းမော်ကပြောကြရတာတော့ဟာဖို့သူလေးစောင့်ထင်းမှသူပြပြခဲ့တာကိုရေးပြီးတော့ပြောပြတော့လေအောင်စင်းထွက်တဲ့နေရဖို့သူလေးတပုံးလုံးနဲ့လွန်ခဲ့ပြီးចောင်းသားကြီးမျိုးစင်ရှိတဲ့ဂိမ်းဆိုင်ကိုရောက်လာ၏ ခင်းဆိုင်နေမှာလူတွေများကြီးရှိနေရဆိုတော့ဖို့တူလေးဦးလေးလေးဖြစ်နေရောတာပါလူတွေများကြီးပဲရောငါကိုင်းမျိုးစိန်ကိုဘလို့ရှာပါမလဲအဲ့ဒီအချိန်မှာမျိုးစိန်ကဖို့တူကိုတွေ့ရောနှမ်းခေါ်လိုက်ပြီးမျိုးစိန်စော့နေတဲ့နေရာကိုတွားလိုက်တယ်သိခဲ့ပြီလားဖို့တူဘလို့လဲငါအောင်လားဟိုအောင်နေဗျဒါမဲ့အခန်းကတော့နောက်ဆုံးအခန်းရတယ်ဗျအော်ဟဲ့လားဒါနဲ့ဟိုကောင်တင်မောင်ရောဘလို့လဲကိုကြီးတင်မောင်ကလည်းကိုကြီးမျိုးစိန်နဲ့တူတူပဲဗျ အေးအေးကောင်းပြီဒီကောင်နဲ့ကအခန်းတူတူကြာရင်ရပြီမိပြန်ရင်ပြန်တော့လေဒါမှမဟုတ်ဂိမ်းဆော့အောင်မလားဟိုသူလည်းအားလုံးကဂိမ်းဆော့နေရမြင်တော့စော့ကျင်စိတ်ဖြစ်လာတယ်ဟုတ်စော့မယ်ဗျအေးကောင်းနေဒါကြောင့်လေငါမင်းတို့ခွေတယ်မှာမင်းကိုသဘောကျတယ်မင်းကငါနဲ့တူတယ်ကွာမျိုးစိန်လည်းအဲ့လိုပြောပြီးသူ့ရဲ့ဘီယာနေရာလို့မှဝင်ထိုင်ခိုင်းလိုက်တယ်မင်းနိုင်ငံကဂိမ်းနိုင်ဆော့မင်းငကားမင်းဂိမ်းမင်းစော့တတ်တယ်မလားဟုတ်စော့တတ်တယ်ဗျဝါ อืมဟုတ်ပြီဒါဆိုရင်စဆော်မယ်ဒီတိုင်းဆိုရင်ပြင်းစရာကောင်းတော့တခုလုံးရအောင်ဟာကိုင်းမျိုးစင်ကဘယ်လိုလုပ်ချင်လို့လဲမင်းငါနိုင်ရင်ကိုစိုးမွေးရဲ့မြင်းနေလေးရတကောင်ရအောင်စီးပြအောင်ငါရှုံးရင်ငါစီးပြမယ်ဟင်ဟုတ်လားကျွန်တော်ကမစီးတတ်တာဗျအတားဆိုးလေးရှင်းရှင်းလေးမင်းနိုင်အောင်လုပ်ပေါ့ကွာဒလုံးနဲ့မျိုးစိန်နဲ့ဖိုးထူလို့နေအောင်ဂိန်းနဲ့မောင်ဝင်ဖိုက်နေကြရင်မျိုးစိန်ကဂိန်းဆိုင်လာလိုက်တကင်းကိုပဲစောင့်နေကြဆိုတော့ကျန်းနေရတဲ့အတွက်ဖိုးထူကိုအသာလေးနိုင်နေရပါ ဒါပဲလားပို့သူကမင်းစကီကဒါပဲလားလုံးလေကွာပို့သူလည်းမင်းမစီတတ်တော့နိုင်အောင်ဆော့ပေမင်းရှုံကြည်နေရတာပါကဲမင်းရှုံပြီလာမင်းသွားစီကြစို့ပို့သူကတော့ဇဲမလျှော့သေးပင်နီကိုမျိုးစိန်ဟိုနောက်တော့ဝဲနောက်တော့ဝဲဗျာဟိုဒီဒီဝဲတော့ကျွန်တော်နိုင်ပါ යි မင်းအဲ့လိုပြောပြီးဆော့တာလေးကရှိပြီနော်ဒီဒီဝဲနဲ့ဆိုငါးဝဲမြဒီကကျွန်တော်တကယ်နိုင်မှာပါဗျကိုကြီးမျိုးစိန်ကဟမ်ဒါနဲ့မျိုးစိန်လေနောက်တစ်ချိန်ထပ်ဆော့ပေးလိုက်တီး ဒါပေမဲ့လေဖိုးတူးကများထက်ရှုံးနေတယ်။ဟာမဟာနဲ့ညီလေးလာသွားမယ်။ရင်းစီကြစို့။ဒါနဲ့တီဗီကိန်းဆိုင်နောက်ဘက်ကမြေုံနေကိုထွက်လာခဲ့ကြရင်မြေုံနေမှာတော့မြင်းတကောင်ရှိနေပြီးမျိုးစိန်ဟာကဲညီလေးမင်းဘယ်မြင်းစီကြလဲရွေးလိုက်။အနီလေးလားအဖြူလေးလား။အဖြူလေးစီမလီကိုကြီးမျိုးစိန်။အဖြူလေးကဖိုးတူးတင်တာတလို့မရှင်းမင်းဆိုင်နေမြင်းဖြစ်နေရပါဘူး။ ပိုတူမြင်းမော်ကိုစားတက်လိုက်ခြင်းမြင်းဖြူဟာခါကြတာနဲ့မြင်းမော်ကနေပြုတ်ကြတယ်။အောင်မလေးဗျ။ရရှောင်းတဲ့ပိုတူကရရှောင်းတဲ့အနိုင်ရှောင်းကဂတိမေးကွာဂတိမေး။ဒီလိုခါပွားများစွာတက်ပြီးမြင်းမော်မရောက်နိုင်တော့မျိုးစိန်လည်းစိတ်မရှိနေပိုတူကိုမြင်းမော်တင်ပြလိုက်တယ်။ရှားမိကြီးလေးစစီတော့မြင်းဆက်ကျိုးကိုဆွဲလိုက်။ပိုတူလည်းမျိုးစိန်ပြောသလိုမြင်းဆက်ကျိုးကိုဆွဲလိုက်တော့မြင်းကလည်းဘယံပတာတွေထပြီးတော့ မျိုးစိန်ကိုယ်တိုင်လည်းမြင်းကပြေးနေအောင်ဆိုတော့မြင်းုံလေးဘယ်ပြေးလို့ပြေးရမယ်မသိဖြစ်နေရောတာပါကိုမျိုးစိန်လွတ်ပါအောင်ဗျကျွန်တော်ကျွန်တော်ကြောက်တယ်ဗျပြုတ်ကြတော့မယ်ထင်တယ်မျိုးစိန်ရတော့မြင်းလိုက်လို့ပြေးနေရကမြင်းဆက်ချိုးကိုစောင့်ဆွဲလိုက်ဖို့တို့မြင်းရတော်အောင်တို့မြင်း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 ဓာနေဖို့တို့လေမြင်းဆက်ချိုးကိုစောင့်ဆွဲလိုက်တော့မြင်းကမရက်တဲ့ပြီးကိုလို့တော့အပြင်းမြန်လာတယ်ဟဲ့မင်းကိုရက်ခိုင်းတာ မိမြန်ပုံမြန်နေပါလားကွာကျွန်တော်လည်းမသိဘူးဗျကိုင်းမျိုးစိန်ပြောသလိုလုပ်တာပဲလေညီကလည်းဖိုးသူကိုသူ့ကိုယ်ပေါ်ကနေခါချနေတော့ဖိုးသူလည်းမြင်မော့မှာဆက်လို့ရဖြစ်နေရောလေမိဝိုင်းမလေးဖိုးသူရှိပြတာကိုလိုက်ဖတ်တယ်အမလေးဖိုးသူရင်ဖြစ်မှာဖြစ်ရလေကိုတို့ကကိုရှာရတယ်လို့အဲ့ဒီကိုင်းမျိုးစိန်အကျင့်မကောင်းတာနေမသိဘူးလားဖိုးသူကအစာဟုတ်ထည့်ရေးပြန်နေ ငါရှုံးသွားလို့ပါဟာအစတွေကမဖြစ်နိုင်တဲ့မျိုးစီးခိုင်းနာကိုဟာအေးနင်းလေလေဒါတော့ဖြစ်တာပဲကန်ကောင်းနေမဲ့နောက်မြမင်းမရှိတယ်ပဲသွားမရှိနဲ့အသက်ပါပါသွားမှာနားရတဲ့နင်ရတမျိုးမိဝိုင်းမာရအေးနာနာနော်ကိုတိုင်နဲ့ကိုကန်ကိုညက်လို့ခံရတာနာအဲ့လိုပြောပြီးမိဝိုင်းနေဖိုးတူအိမ်ကနေပြန်သွားတော့နေအော်မိဝိုင်းမမိဝိုင်းမ တော်တော်ကြည့်ဖို့ကောင်းနေတငယ်ချင်းဘိုးသူလည်းစိတ်ထဲမှာအဲ့လိုရင်ရုပ်ပြီးဆက်နာနေလိုက်တော့တယ်